L Y F Y မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့ပြောပြမယ့်အကောင်လေးကတော့တာတာမီမီတို့ပတ်ဝန်းကျင်မှာသတိထားရမယ့်အကောင်လေးပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဗာလဲဆိုရင်ရင်ကောင်ပဲဖြစ်ပါတယ်။ရင်ကောင်ဆိုတာဗာလဲတဲ့။ရင်ကောင်ဆိုတာအတောင်ပါတဲ့အင်းဆက်ပိုးမှတမျိုးပဲဖြစ်ပါတယ်တဲ့။ရင်ကောင်တွေကဗမာနေတတ်လေတဲ့။ရင်ကောင်တွေကညက်ပတ်တဲ့နေရာတွေဥပမာ အမိုက်ပုံးအညစ်အကြေးစွန့်တဲ့နေရာစားကြွန်းစားကြံတွေမှာ ပေါက်ဖွားနေထိုင်ကြပါတယ်တဲ့ရင်ကောင်တွေကအနံ့ဆိုးတဲ့နေရာတွေကိုအလွန်ကိုမှစိတ်နှက်တတ်တဲ့အကောင်တွေဖြစ်ပါတယ်တဲ့ရင်ကောင်တွေကဘာလို့အနေရရှိရလဲတဲ့ရင်ကောင်တွေကညက်ပတ်တဲ့နေရာတွေမှာသွာလာနေတာကြောင့်ယောဂပိုးမွှားတွေကိုတည်ဆောင်လာနိုင်ပါတယ်တဲ့ကိုစားမဲ့အစာမှာသူတို့လာနားလိုက်လို့ရှိရင်အဲ့ဒီအစာအစာမှာယောဂပိုးတွေပါလာတတ်တယ်သူတို့နားထားတဲ့အစာအစာကိုစားမိလို့ရှိရင်လည်းဘိုက်နာတာတို့ဝင်းပြက်တာတို့ဖြစ်နိုင်ပါတယ်တဲ့ အဲ့ဒါဆိုရင်ဒီလိုအနေနဲ့ရှိတဲ့ရင်ကောင်တွေကိုဘယ်လိုကာကွယ်ရမလဲတဲ့။တသားမိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်ကိုတန်ရှင်းအောင်ထားရမယ်။အမိုက်တွေကိုစနစ်တကျစွန့်ပြစ်ရမယ်။အစားအစာတွေကိုရင်မနာအောင်ဖုံးအုပ်ထားရမယ်တဲ့။ကဲဒါဆိုရင်တော့ရင်ကောင်တွေရဲ့အနေကိုကာကွယ်နိုင်မှာပဲဖြစ်ပါလေ။ရင်ကောင်တွေမှာထူးခြားတဲ့အချက်လည်းရှိတယ်။အဲ့ဒါကဘာလဲဆိုတော့မျက်လုံးနှစ်စုံပါလား။ မျက်လုံးနှစ်စုံဆိုတာမျက်စိအကြီးကြီးနှလုံးနဲ့မျက်စိအသေးလေးနှလုံးပါတာပါတဲ့သူတို့ရဲ့အတောင်ပံတွေကတစ်ဆက်ကမှအကျဉ်းကြီးများစွာခတ်နိုင်တယ်တဲ့အဲ့ဒါကြောင့်ရင်ကောင်ကအနားမှာပြန်နေဝီဝီဆိုပြီးတော့အတန်းကြီးကြားနေရတာဖြစ်ပါတယ်တဲ့ကဲအခုယောဂပိုးမွှားတွေတည်ဆောင်လာတတ်တဲ့ရင်ကောင်တွေအကြောင်းကိုပြောပြပြပြီးဆိုတော့ရင်နာစာတွေမစားရဘူးကိုစားမဲ့အစားစာတွေကိုလည်းရင်မနာအောင်တေချာဖုံးအုပ်ပြီးတော့စားတာလိုမျိုးနော်မိကုံးလေးတွေဖြစ်ကြရအောင် ရင်ကောင်တွေကဘလိုနေရာမျိုးတွေမှာနေတယ်လဲ၁အလွန်တန့်ရှင်းတဲ့နေရာ၂အနံ့ဆိုးထွက်တဲ့မြက်ပတ်တဲ့နေရာ၃သစ်ပင်ပေါ်မှာဟုတ်ပါရဲ့ရင်ကောင်တွေကအနံ့ဆိုးထွက်ပြီးမြက်ပတ်တဲ့နေရာကိုချိန်မြင့်တဲ့အကောင်လေးဖြစ်ပါလေ။ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်။